ီယာဒီပရီးမီးယားလိအမတ်ပေးစရာထိတ်မှာမန်ယူနိုက်တက်ရက်ဒီနေဖို့ထိုက်တန်ကြောင်းအချက်လက်တွေကပေါ်ပြနေမန်ချက်စတာယူနိုက်တက်နေပြရူဘင်အမိုရင်ကပြီးခဲ့တဲ့ပတ်ကြာသားရီနေ့တုန်းကကာရင်တန်မှာဒီမရှင်စာဂျင်ရက်ကလစ်နဲ့တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီဆုံမှုမှာရူဘင်အမိုရင်ကဒေတာချက်လက်တွေနဲ့ကိုကာဘရော့သူတင်ရဲ့ခြေနေကိုဖော်ကျူးခဲ့လို့သိရပါတယ်။အမိုရင်ကဘာပြောခဲ့တယ်လဲဆိုတော့သူတင်ကပနရီအေရီယာတွေမရောက်ခင်ဒီကစားကောင်းနေလို့ဆိုပါတယ်။အဆုံးသက်သေးကြဖို့ပဲလိုတော့လို့အသင်းပိုင်ရှင်ကိုနားချပါတယ်။ ကိုကန့်သိမှုရေအတွက်ဒီ HG လို့ခေါ်တဲ့ရာသင်းတဲ့ဂိုးရေအတွက်ဒီမှာလက်တက်ကအတော်လေးကောင်းနေတယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။တကယ်လည်းဟုတ်ပါတယ်။ United ကတပွဲပြန်မြကိုကန့်သိမှု15.8ချိန်ပြလုပ်ထားပြီးတော့ဒါကပရီးမီးယားလိမှာအများဆုံးဖြစ်ပါတယ်။ HG မှာလည်း1.6တိရှိနေပြီးတော့ဒါကလည်းနံပါတ်1ပါပဲ။ပယ်နယ်တီတွေကိုဖယ်လိုက်မယ်ဆိုရင်တော့မှ1.6တိရှိနေသေးပြီးတော့ Man City ရဲ့နောက်ဒုတိယနေရာမှာရပ်တည်လို့နေပါတယ်။လက်ထာပြီးကြတဲ့ရာဒီတုန်းကဆိုပါချက်နဲ့ပတ်သက်ပြီးတော့အစဉ်6အစဉ်7နေရာတွေမှာအတီးတီးရက်တီးခဲ့ပါရီ တပည့် United အားနည်းနေတဲ့နေရာတွေကတော့ဂိုးဖြစ်ပြောင်းလဲနိုင်စွမ်းဖြစ်ပါတယ်။စစ်စုပေါင်း၄၀၀ခန့်လုံးမဲ့ဂိုးဖြစ်ပြောင်းလဲနိုင်စွမ်းရှိပြီးအဆင့်၁၆နေရာမှာရည်တည်နေပါတယ်။ဒါပြင် United ကဘယ်နည်းမပါတဲ့သွင်းကိုတွေကိုတပွဲပြန်မြတိတမ၅ဂိုးကြီးခွင့်ပြုနေရပြော့ဒီချက်နဲ့ပတ်သက်ပြီးအဆင့်၁၆နေရာမှာရည်တည်နေပါတယ်။ပြီးကြတဲ့ပတ်တွေ့ဆုံမှုမှာတော့တေချာနာကတော့ Sergeant Redcliffe နဲ့တာဝန်ရှိသူတွေက Emery ပြောတဲ့အဆိုပါချက်တွေကိုတေချာစောင့်ကြည့်နေကြမှာမလွဲပါဘူး။အမရိနေနဲ့ကောင်းတဲ့ချက်တွေကိုစက်ကောင်းနိုင်အောင်လှုပ်ဆောင်ပြီးတော့ပုံမှန်ရလဒ်ကောင်းနေဖို့အရေးကြီးနေပါပြီ။ ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။